မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့ကိုစစ်ကူတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားများထိခိုက်ဒိဆုံးမှုရှိပြီးတော့ခေယားများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ26ရက်နေ့မြောက်ပိုင်းမြို့ကိုစစ်ကူတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ55 စကားခစနစ်တက်မ44အောင်စီရစစ်ကြောင်းကို တောင်ပိုင်းစစ်ဒေသစစ်ဒေသကွယ်အမှတ်3ဘျူဟာ30နဲ့ပူပေါင်းစစ်ကြောင်းကအာရှလမ်းမကြီးတနီယာမှာတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်သေးဆုံးမှုရှိပြီးအတိအကျသိရှိနိုင်မှုအတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ကြီကာပြား၈ခုနဲ့လက်နက်ကြီးကြီးခဲယမ်းများကိုတင်းစီရရှိခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်3ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသစစ်ဒေသကွယ်အမှတ်3ဘျူဟာ30နဲ့ကော့ဘရာစစ်ကြောင်းတက်ကော့ဘရာစစ်ကြောင်းနဲ့ကြက်တဲ့ စစ်ကြောင်းဗျူဟာ31လောက်ခံကြားဗျူစစ်ကြောင်းရောင်နီဒရုန်းအထုတပ်ဖွဲ့ Golden Eagle နဲ့ KNU KNL Federal Wings Justice Wings Face Wing တို့ကပူးပေါင်းပြီးတော့ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်း6မြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းတ်စစ်တပ်ကထိခိုက်မှုများတဲ့အတွက်လေကြောင်းတန်ချက်ကားများကိုပါအုံပြပြီးတော့စစ်ကြောင်းထုတ်မီးရှို့နေပြီး ကြေးရွာ30ကျော်ကတောင်းတဲ့ချီတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ25ရက်နေ့ကစတင်ပြီးတော့6မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အော်တိုဘာလ26ရက်နေ့မှာစစ်တပ်က၄ကြောင်းနဲ့တပ်ချက်ကကားများကိုအသုံးပြုပြီးတော့အား600ကျော်နဲ့ကြေးရွာများကိုဝင်းရောက်စီးနင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ 6မြို့နဲ့ခလိုက်ရ73နဲ့မကွေးလေတက်ကစစ်သားများပါဝင်ပြီးကံကြီးကုန်းရွာကပြူစောတိများလဲလမ်းပြအဖြစ်နဲ့ပါဝင်လာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာအော်တိုဘာလ28ရက်နေ့မှာနရွေတော်ကြေးရွာကိုမိရှုဖျက်ဆီးနေပြီးတော့အနီးနားကြေးရွာများကပြည်သူဝိုင်းနေအိမ်များကိုလည်းဝင်ရောက်မှွေနှောက်ပြီးတော့တံမိုးကြီးတဲ့ပစ္စည်းများကိုဖောက်ထွင်းခိုးယူနေတဲ့အတွက်ကြောင့်ကြေးရွာ30ကျော်က ပေါင်းတဲ့ချီတဲ့ပြည်သူများဟာဘေးလို့ရာကိုထွက်ပြေးနေရတယ်လို့သိရပါဗျ။စစ်ခွေးတွေစစ်ကြောင်းထိုးတဲ့အချိန်မှာ PDF တွေနဲ့တိုက်ပွဲဖြစ်တာမနိုင်တော့မကွေးလေတက်ကနေခေါ်ပြီးတော့လေရင်နေနဲ့ဘုံကျဲတယ်။ဘုံကျဲတော့ရွာမှာ၄၅၆အိမ်လောက်ထိတယ်။ ပြီးတော့လေရင်ပြန်သွားတဲ့အချိန်မှာသူတို့ဘက်ကအကြဆုံးများတယ်ဆိုပြီးတော့26ရက်နေ့မှာတန်ချက်ကကားတွေနဲ့လာတယ်ဖြစ်တာက25ရက်နေ့မှာဖြစ်တာဖြစ်တဲ့နေ့မှာပဲသူတို့လေရင်ပြစ်ကူခေါ်တယ်သူတို့ရှုံးတော့25ရက်နေ့မှာတင်ကားတွေနဲ့လာပြီးတော့မှု့တယ်28ရက်နေ့နေရွဲတော့ရွာကိုသူတို့မိရှုဖြတ်စည်းလိုက်ပြီအခုနေရွဲတော့ရွာတယ်မကတော့ဘူးဘေးပတ်ပတ်လဲကကြီးရွာပေါင်း30ကဗိုက်ကြီးတွေရောလူကြီးတွေရောကလေးတွေရောအကုန်လုံးထွက်ပြေးနေရတာ ထွက်ပြေးနေရတာကိုလည်းနောက်ကနေလိုက်ပြတယ်တောတွေတောင်တွေတဲကိုထွက်ပြေးနေရတာနရွဲတော့နဲ့ပတ်ပတ်လဲရွာတွေကိုအကုန်လုံးစစ်ကြောင်းထိုးလိုက်မှွေပြီးတော့တန်မိုးရှိတဲ့ပြည်စည်းတွေယူပြီးရမိရှို့တယ်စစ်ဘေးရှောင်တွေတောင်မှတနတ်တွေနဲ့လိုက်ပြနေတာပြေးတဲ့သူတွေကမွေးကန်ဤဖွားကန်ဤအမျိုးသမီးတွေလည်းပါတယ် ပြီးတော့လုံးဝလမ်းမလျှောက်နိုင်တဲ့အဖွားကြီးတွေလည်းပါတယ်အဲ့ဒီလူတွေပါရှောင်နေရတာမရွယ်တော့ဆိုရင်မိထဲမှာလူတွေပါသွားလားမပါသွားလားအတီးပြစ်လို့မရသေးဘူး28ရက်နေ့မနက်ကရှို့နေတာဆိုတော့ပြည်သူတွေအနေနဲ့လဲဝင်းကြီးလို့မရဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကလေးမြို့အနီးမှာရှိတဲ့ထိုမာရွာနားမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များပြစ်ခတ်မှုဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်သား၅ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ28ရက်နေ့မနက်ပိုင်းမှာကလေးမြို့အနီးမှာရှိတဲ့ထိုမာရွာနားမှာစစ်အိတ်တေရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားကအကြမ်းဖက်စစ်တပ်ဘက်က9ဦးတေဆုံးသွားတယ်လို့သိရပါတယ်သူတို့ကမနက်ပိုင်းထိုမာရွာဘူရာနာကိုစစ်အိတ်တွေတဲဖို့လာတာမှာတော်လိုက်တပ်ဖွဲ့တွေကလှမ်းပစ်ကြတာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးတေဆုံးတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကလေးမျိုးမှာရှိတဲ့ဤပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများဖြစ်ပြီးတော့ဤပညာတက္ကသိုလ်နဲ့မိုင်ဝက်လောက်သာဝေးတယ်ထိုမာချေးရွာကိုလာရောက်တဲ့အချိန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ် က်ခဲ့ပြီးတော့ထိုမာရွာတဲကို drone များပြန်ဝဲခဲ့တယ်လို့သိရပါဗျ။အလားတူပဲချင်းပြည်နယ်ဖလန်းမြို့မှာအော်တိုဘားလ25ရက်နေ့ကစတင်ပြီးတော့အော်တိုဘားလ28ရက်နေ့အထိအကြမ်းဖက်ဆက်တက်နဲ့ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့တိုက်ပွဲဖြစ်ပွားနေကြောင်းဒေသတွင်းသတင်းအမြစ်ထံကသိရှိရပါဗျ။ဖလန်းမြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဖလန်းမြို့တဲကိုလာရောက်လို့မရှိဘဲ၎င်းတို့တပ်ဆွဲထားတဲ့တပ်ကုန်းဝင်းကျင်ဘာသာနေထိုင်လေးရှိပြီးအော်တိုဘားလ25ရက်နေ့မနက်ပိုင်းမှာဖလန်းမြို့အထက်ကတဲ့ကျောင်းထဲမှာတပ်ဆွဲရန်စစ်ကြောင်းထွက်လာတဲ့အတွက် ောင် CNDF နဲ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးမြို့နယ်ပြည်သူထောက်ဝံ့ကြောဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။တော်လန်ကြီးအင်အားစုတွေဘက်ကနေပြီးတော့ drone တွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေပါတယ်။ ်မြို့နေပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတာတွေရှိတယ်လို့ဒေတာရင်းတော်လည်းအေးသတင်းအမြစ်ကပြောဆိုထားပါတယ်အော်တိုဘာလ26ရက်နေ့မှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မြို့ပေါ်ကအမျိုးသမီးတဦးတောင်ရလောက်ကိုင်းနေတဲ့ဒေတာနေအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အော်တိုဘာလ25ရက်နေ့ကလည်းစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေတာနေအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီကဖလန်းမြို့နယ်မှာရှိတဲ့ပြည်သူများကိုတပ်ဖြတ်မှုများလုံဆောင်လာခြင်းကြောင့် တံပြန်ထိုက်ခိုက်မှုများလှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်ဖလန်းမျိုးနေပြည်သူများအနေနဲ့စီရဲအခြေအနေကိုသတိထားပြီးတော့နေထိုင်ကြရန် CNDF ကအော်တိုဘားလ9ရက်နေ့မှာထုတ်ပြန်ထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာရှိတဲ့ကြေးရွာ၃ရွာကိုအချက်ပတ်စစ်တပ်ကလေကြောင်းကနေနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့မြေပြင်မှာလည်းစစ်ကြောင်းထိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ28ရက်နေ့မိုးလွယ်9:43မိနစ်နဲ့45မိနစ်ခန့်တုန်းမှာဘုဒ္ဓလင်မြို့နယ်မှာရှိတဲ့လက်ပံရွာ၊နတ်ရွာနဲ့မြင်းသာရွာတို့ကိုအချက်ပတ်စစ်တပ်ကလေကြောင်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အချက်ပတ်စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုနိုင်သေးပဲမြေပြင်မှာစစ်ကြောင်းထိုးနေတဲ့အချက်ပတ်စစ်ကောင်းစီတပ်သားများ များကလည်းပဲမြက်တော်အရှိရွာကိုထပ်မံဝင်ရောက်စီးနှင်းပြီးတော့တတ်ဆွဲထားတယ်လို့သိရပါတယ်။၂၈ရက်နေ့ညနေပိုင်းမိထီလာရှမ်းတဲကနေတက်လာတဲ့မိ29 ဖိုက်တာနှစ်စီးနဲ့လက်ရှိစစ်ကြောင်းထိုးနေတဲ့ပဲမြင့်တော်ရွာအနီးဘူးဒလင်းနဲ့မြောက်ပန်ချံလက်ပန်ရွာနတ်ရွာနဲ့မြင်းသာရွာအနီးကိုလေးချောင်းနဲ့နှစ်ကြိမ်ဘုံကျဲသွားတယ်ထိခိုက်မှုအခြေအနေကတော့မသိရသေးဘူးအကြမ်းဖက်စစ်ကြောင်းကမနက်ပိုင်းဘူးဒလင်းကနေထတ်ထွက်လာပြီးတော့လက်ရှိပဲမြင့်တော်အနောက်ရွာကိုပြစ်ခတ်ဝင်ရောက်နေတယ်နေအိမ်တွေကိုမှွေနှောက်ရှာဖွေဖျက်ဆီးထားခဲ့ပြီးတော့ပဲမြင့်တော်အရှိရွာကိုထပ်မံဝင်ရောက်တက်ဆွဲထားတယ်အခုလေးချောင်းတိုက်ခိုက်ခံလိုက်ရတဲ့ရွာတွေက တက်ဆွဲထားတဲ့ဆက်ကြောင်းရှိနေတဲ့ပဲမြက်တော်အရှိရွာနဲ့ကကြားထဲမှာနှစ်ရွာလောက်ခြားသေးတယ်ဘာမှမဆိုင်တဲ့ပြည်သူတွေရှိတဲ့နေရာဘက်ကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတိုက်ခိုက်သွားတာလို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထုတ်ခတ်သောအမေသားကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်ကံတောင်းအခြေစိုက်ရဲစခန်းကရဲတပ်ကြပ်တအူးဟာတနက်တလတ်နဲ့အတူအလင်းဝင်လာတဲ့အတွက်ကြောင့်ဂုံပြုစုငွေ83သိန်းချင်းပြင်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ26ရက်နေ့မှာကံတောင်းအခြေစိုက်ရဲစခန်းကရဲတပ်ကြပ်တအူးဟာ G3 တနက်တလတ် G အချို့လက်ပြဘုံတလုံးတို့နဲ့အတူပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတို့ထံအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေကရဲတပ်ကြပ်တအူးကတနက်တလတ်ရဲ့ G ချို့ရဲ့လက်ပြဘုံရဲ့ယူပြီးတော့ပြည်သူရင်ခွင်ခိုးလုံလာတာဟုတ်ပါတယ် CDM တွေအတွက်ကအပြင်မှာလွတ်လပ်လုံခြုံစွာနေထိုင်ဖို့ရဲ့စားဝတ်နေရေးတွေဒါတွေကိုလည်းစီမံပေးနေတယ်ဒေတာတွေမှာအေးအေးချမ်းချမ်းနေမယ်ဆိုရင်လည်းတက်ဆိုင်ရာအရက်သားတွေလိုမျိုးအလုတ်ကင်အခွင့်လန်းတွေကိုလည်းရှာဖွေပေးပါတယ်တော်လရေးတဲ့ပါကျင်နေဆိုရင်လည်းစီစစ်ပြီးတော့တော်လရေးကဏ္ဍအသီးသီးမှာလည်းတာဝန်တွေကိုပေးထားတာတွေရှိပါတယ်ဗျမိသားစုဝင်နေစီပြန်ချင်ရင်လည်းတက်ဆိုင်ရာမျိုးနယ်တာဝန်ခံတွေနဲ့ချိတ်ဆက်ပြီးတော့မိသားစုထံအရောက်ပြန်ပို့ပေးတာတွေလည်းရှိပါတယ်ဗျ CDM တွေကိုကူညီဆောင်ရွက်ပေးတဲ့ကဏ္ဍတွေကအမျိုးမျိုးရှိပ ါတယ်ဗျာလို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီအလဲဝင်ရောက်လာတဲ့ရဲတပ်ချက်ကိုပအားဖားတဲ့ပကဖားတို့ကကွန်ပျူတာစုငွေ380ကျပ်နဲ့မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ကငွေကျပ်3သိန်းချင်းပြင်ပေးခဲ့ပြီးတော့အဝတ်စားများကိုလည်းထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ပလဲမြို့နယ်အတွင်းအလင်းဝင်ရောက်လို့သူမြည်စုကိုမစိုးလူအခွင့်ရေးလူကုန်တိတ်ခါနဲ့အညီနေထိုင်နိုင်ရန်စီစဉ်ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ပြည်သူနဲ့အတူအချိန်မီပူးပေါင်းစီလိုကြောင်းပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ကပြောကြားထားပါတယ်။ ဒါပလဲမြို့နယ်မှာမဟုတ်ပါဘူးတနိုင်ငံလုံးမှာမူဝါဒတွေချမှတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပေးနေတဲ့အခြေအနေရှိပါတယ်အတွင်းတွေကလက်နက်ကိုင်းတွေကိုပန်ကြားကျင်တာကပြည်သူနဲ့အတူတူအချိန်မီပူးပေါင်းစည်းကျင်ပါတယ်တော်လိုင်းရေးဘက်ကိုစစ်ကောင်စီဘက်ကဗလင်းအမောင်ချထားပေးမယ်ကိုအဆက်သွဲနဲ့ကိုတော်လိုင်းရေးအခြေအနေဘလောက်ထိရောက်နေပြီလဲဘာကြောင့်တော်လိုင်းရေးဖြစ်နေရတာလဲပြည်သူတွေဘာလို့ငါတို့တွေကိုတိုက်နေတာလဲဒါလေးတွေကိုစမ်းစစ်ဖို့လက်နက်ကိုင်းအုပ်စုတွေရောတခြားအုပ်စုတွေကိုတိုက်တွန်းကျင်ပါတယ်လို့ပလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တအုပ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ